င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလင်တန်ကယ်ဆယ်ရေးအတွက် NUG ကနှစ်ပတ်အပြည့်ရထားပြီမဲ့လဲ။ပေါင်းမြို့နယ်အတွက်အကြမ်းဖက်စစ်တပ်ကစစ်ရဟတ်ရင်နဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်ကဗမော်ကိုလည်းဘုံကျဲနေပါတယ်။မန္တလေးငလင်ကိုကယ်ဆယ်ရေးနဲ့တွားရောက်လှူဒန်းမဲ့အဖွဲ့တွေကိုစစ်ကောင်စီရဲ့မယန်းချောင်စစ်စေးကြီးကဖျက်တမ်းခွင့်မပြုဘဲလက်ပြန်ခိုင်းတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ှဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတပုတ်ကတော့မကွေးတိုင်းပေါ့မြွနယ်အတွင်းမှာအကြက်ဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ရင်နဲ့ပြစ်ခတ်ဘုံကျဲတက်ခတ်ခဲ့လို့ပခုတ်ဝခင်အမှတ်15တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်မလ30နှစ်မနဲ့10နိုင်ခွဲလောက်မှာပေါ့မြွနယ်အနောက်မြောက်ပိုင်းအတွင်းကိုအကြက်ဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ရင်တစည်းနဲ့ဘုံကျဲပြစ်ခတ်ခဲ့ပြီးကပ္ပစ24အတွင်းကိုလည်းဆင်းသက်သွားလို့လည်းသိရပါတယ်ဘုံကျဲတက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရှိရသေးဘူးလို့လည်းပခုတ်ဝခံအမှတ်7ကတရင်ကတောင်းဝန်ရှိသူတို့ကပြောပါရတယ်။အလားတူကချင်းပြည်နယ်ဗမော်မြို့ကိုလည်းမိတ္တီလာ လေရက်ကနေတက်လာတဲ့စစ်တိုက်လေရင်ကဘုံကျဲပြစ်ခတ်တက်ခတ်ခဲ့လို့လည်းကချင်းစည်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အမျိုးသားညညရေးဆိုရအန်ယူဂျီကတော့ငလင်ဒန်သစ်ပြည်သူတွေကို အရေးပေါ်ကူညီရင်းနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်နိုင်ဖို့အတွက် မတ်လ30ရက်နေ့ကနေစတင်ပြီးဧပြီလ12ရက်နေ့အထိနှစ်ပတ်ကြာထိုးစစ်တွေကိုရပ်တန့်ကြောင်းထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်းစစ်တပ်ဘက်က လေကြောင်းတိုက်ခတ်မှုတွေကိုဆက်လက်လှုပ်ဆောင်လာတာလည်းဖြစ်ပါရဲ့ရှင်။ငလင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ မန္တလေးငလင်ကိုကယ်ဆယ်ရေးသွားတဲ့ကုညီအဖွဲ့နဲ့အလူရှင်အဖွဲ့တွေကိုစစ်ကောင်စီရဲ့မယမ်းကြောင်စစ်ဆေးရေးကကဖျက်သွမ်းခွင့်မပြုဘဲလက်ပြန်ခိုင်းနေလို့ကယ်ဆယ်ရေးသွားရောက်ရန်စ조사ခဲ့တဲ့အဖွဲ့ချုပ်စီကနေသိရပါဗျ။မလ29ရက်နေ့ညနေ3:00နာရီဝန်းကျင်အချိန်မှာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်ကနေငလင်ဘေးသည့်မန္တလေးကိုကုညီကယ်ဆယ်ရေးသွားရောက်ကြမယ်အလူရှင်တွေကယ်ဆယ်ရေးပရိုက်တာအဖွဲ့တွေကိုစစ်ကောင်စီရဲ့ကြိုက်ထုံမြို့နယ်မယမ်းကြောင်ကျေးရွာအမြဲတမ်းစစ်ဆေးရေးကကဖျက်သွမ်း မ်းခွင့်မပြုဘဲလှည့်ပြန်ခိုင်းနေတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီဟာနန်းစကားကိုကုညီကြပါဆိုပြီးအကူအညီတောင်းနေပေမဲ့လည်းပြည်တွင်းကကယ်ဆယ်အဖွဲ့တွေကိုတော့စစ်ကောင်စီတပ်ဖွဲ့တွေကလုံခြုံရေးရပေးဖြတ်လို့မရဘူးလို့ဆိုပြီး ပြန်လဲခိုင်းကပိတ်ပင်မှုတွေလုပ်နေရလို့လဲကရင်ပြည်နယ်ကကဲဆဲအဖွဲ့တခုကပြောပါတယ်လက်တလုံးမှာစစ်ကောင်စီကရန်ကုန်မြို့ရီလမ်းကြောင်းတစ်လျှောက်ကစစ်စေးဂိတ်တွေမှာကုန်တင်ကားတွေခီးတဲ့တင်ကားတွေနဲ့အေစီကားတွေကိုတင်းကျပ်စွာစစ်စေးနေပြီးဂိတ်တိုင်းမှာအချိန်ကြာမြင့်စွာစောင့်ဆိုင်းစစ်စေးနေတယ်လို့ငွေကြေးအဆမတန်လဲတောင်းဝန်နေကြရလို့လဲသိရပါတယ်ရှင် ဆက်လက်ပြီးတော့နေပြည်တော်ကအာနာရှင်ဟောင်းတန်းရွှေသမရဟောင်း30လက်ရှိအကြက်ဘက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ရဲ့နေအိမ်တွေအပါအဝင်6လုံးတန်းကနေအိမ်တွေစစ်ရုံးနဲ့သမရအိမ်တော်တို့ဟာငလင်တန်းကြောင့်စိုးစိုးဝါဝါပျက်စီးမှုရှိပြီးစစ်အင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြင်ဆင်နေရလို့နေပြည်တော်စစ်ဘက်သတင်းတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မတ်လ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ကစစ်ခေါင်းဆောင်နဲ့ခေါင်းဆောင်ဟောင်းတွေရဲ့6လုံးတန်းနေအိမ်တွေ စည်းမှုရှိခဲ့ပေမဲ့လည်း လူထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။နေပြည်တော်စစ်ရုံးနဲ့သမရအိမ်တော်တို့ကတော့ဆိုးရွားစွာပျက်စီးသွားပြီးမင်းအောင်လိုက်နဲ့စိုးဝင်းအပါဝင်စစ်ကောင်စီအဖွဲ့ဝင်တွေဟာအခြားနေရာတွေကိုပြောင်းရွှေ့ရုံးထိုင်ကအစည်းအဝေးကျင်းပရာတွေကိုလှုပ်ဆောင်နေကြရလို့လည်းသိရပါတယ်။လက်ရှိမှာတော့ပျက်စီးသွားတဲ့၆လုံးတန်းကနေအိမ်တွေနေပြည်တော်စစ်ရုံးသမရအိမ်တော်တို့ကိုစစ်ကောင်ဆောင်မင်းအောင်လိုက်ရဲ့ဓာတ်ရိုက်စီမံခန့်ခဲမှုတွေနဲ့စစ်အင်ဂျင်နီယာတပ်ဖွဲ့ကအထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းကာ ချက်ချင်းပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါရရှင်ဆက်လက်ပြီးတော့နေပြည်တော်နဲ့တက္ကောမြို့နယ်တို့ကဝန်ကြီးဌာနရုံးနယ်ဝန်ထမ်းအရာမှာငလင်တန်ကြောင့်အဆောက်အုံပြိုကျမှုများစွာဖြစ်ပေါ်ပြီး ေဆုံးသူဝန်ထမ်း230ကျော်အရေးအတွက်ထိမြင့်တက်လာတယ်လို့ဝန်ထမ်းအသံဝန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မတ်လ28ရက်နေ့ကနေပြည်တော်အလို့သမားဝန်ကြီးဌာနဝန်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအတွင်းဝန်ဒုဗိုလ်မှူးကြီးဟောင်းညွန်ဝင်းမှာဒဏ်ရာရှိပြီးတေဆုံးသွားခဲ့တယ်လို့အလို့သမားဝန်ကြီးဌာနဝန်ထမ်းအများအပြားလည်းဒဏ်ရာရှိခဲ့လို့လည်းသိရပါရယ်ဒါအပြင်နိုင်ငံခြားရေးဝန်ကြီးဌာနကအရာရှိအချို့နဲ့ဝန်ထမ်းတွေလည်းဒဏ်ရာရှိခဲ့ပြီးတခြားဝန်ကြီးဌာနရုံးတွေမှာလည်း ဒဏ်ရရှိသူတွေနဲ့တေဆုံးသူတွေများပြားခဲ့လို့လည်းသိရပါဗျ။လက်ရှိမှာနေပြည်တော်ကဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေအလုံးလမ်းပေါ်မှာသာ နေထိုင်အိပ်စက်ကြရပြီးဝန်ထမ်းအရာအများစုမှလည်းနေထိုင်ရန်မသင့်တော်တဲ့အခြေအနေကိုရောက်ရှိသွားတယ်လို့လည်းသိရပါဗျ။ ငလင်းတဲ့ရင်တပုတ်ကိုတဆက်တည်းတင်ဆက်ပေးကြပါရယ်အိန္ဒိယနဲ့တရုတ်နိုင်ငံကရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်တွေဟာမနေ့ကစတင်ပြီးမန္တလေးငလင်းကယ်ဆယ်လုပ်ငန်းတွေစတင်လုပ်ကိုင်နေပြီလို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကြေညာထားပါရယ်မန္တလေး88လမ်းမှာတည်ရှိနေတဲ့ Great Wall Hotel အဆောက်အဝံပြိုကျပျက်စီးတဲ့နေရာမှာ မိသက်ဦးစီးဌာနကရှာဖွေကယ်ဆယ်တဖွဲ့ဝင်35ဦးတို့ဟာအိန္ဒိယနိုင်ငံကရှာဖွေကယ်ဆယ်အဖွဲ့ဝင်နဲ့အတူကုညီကယ်ဆယ်လုပ်ငန်းတွေကိုစတင်လုပ်ကင်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မန္တလေး Great Wall Hotel မှာတချမ်းပြိုကျခဲ့ရပြီး လူပေါင်းများစွာပိတ်မိနေကြလဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာငလင်ဘေးတွေတုံ့ပြန်ကူညီဆွမ်းမှုဖြင့်အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကိုမတ်လ29ရက်နေ့ကစတင် ပေးပို့ပြီလို့လည်းသိရပါတယ်။အလားတူမြေကြီးအောက်ကိုနှစ်ဝင်သွားတဲ့မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာ ပိတ်မိနေသူတွေကိုလည်းမိသက်ဦးစီးဌာနကရှာဖွေကယ်ဆယ်အဖွဲ့ဝင်အယောက်90နဲ့အတူတရုတ်နိုင်ငံကရှာဖွေကယ်ဆယ်တဖွဲ့ဝင်တွေကကုညီကယ်ဆယ်လုပ်ငန်းတွေကိုစတင်ဆောင်နေပြီလည်းဖြစ်ပါတယ်။မန္တလေးမြို့အောင်မြေသာဆန်လမ်း60က Sky Villa ကွန်ဒိုပြိုကျမှုကပိတ်မိနေသူတွေဟာလက်ရှိချိန်ထိရှာဖွေကယ်ဆယ်ရမှာအသက်ရှင်ရထွက်လာသူတွေလည်းရှိနေပြီလည်းဖြစ်ပါတယ်။အဲ့ဒီ Sky Villa ကွန်ဒိုမှာ၁၇ရက်ရှိပြီးငလင်ကျောင်း9ရက်ဝန်းကျင်ဟာမြေကြီးအတွင်းကိုနှုတ်ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီကွန်ဒိုမှာပိတ်မိသူတွေရဲ့ဆွေမျိုးတွေကလည်း ကယ်ဆယ်ရေးကူညီဆောင်ရွက်ပေးကြဖို့အတွက်လူမှုကွန်ရက်မှာအကူအညီတောင်းခံနေကြပြီးကွန်ဒိုအတွင်းမှာပြိမိနေသူတွေလည်းကယ်တင်ပေးဖို့ပြန်လည်ပြောဆိုသံတွေကိုလည်းကြားနေရတယ်လို့ပြိမိနေသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်ဆက်လက်ပြီးနေပြည်တော်မှာလည်းငလင်ပေးပြိမိနေသူတွေကိုကယ်တင်နိုင်ဖို့အတွက်စင်ကာပူတပ်ဖွဲ့ဝင်တွေရောက်ရှိလာကကယ်ဆယ်လုပ်ငန်းတွေကိုစတင်လှုပ်ဆောင်နေပြီလို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကြေညာထားပါတယ်ရှင် ဒီခါမှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ဘင်းဆက်အထိပ်သီးအစည်းအဝေးကို မင်းအောင်လိုင်းကိုတက်ရောက်ခွင့်မပေးဖို့အရက်ဘက်အဖွဲ့အစည်း319ဘွယ်ကထိုင်းဆိုရနဲ့ဘင်းဆက်ခေါင်းဆောင်တွေစီကိုအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီစင်တွေဘွယ်ကိုဧပြီလ3ရက်နေ့ကနေ4ရက်နေ့အထိကျင်းပရန်အတွက်ပြင်ဆင်ထားတာဖြစ်ပြီးဘင်းဆက်အစည်းအဝေးတွေနဲ့အခမ်းအနားအလုံးကနေစေအုပ်စုကိုယ်စားလှယ်တွေနဲ့သူတို့ခန့်ထားသူတွေအားလုံးကိုဖယ်ရှားဖို့နဲ့တရားဝင်စေအုပ်စုနဲ့သူတို့ကျူးလွန်တဲ့နန္ဒကာရာဇဝတ်မှုတွေကိုစန့်ကျင်ရည်တည်ပေးဖို့ကိုလည်း တောင်းဆိုထားတာလည်းဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြမ်းဖက်မြန်မာစစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအရက်ဘက်စစ်ဘက်မခွဲကြတော့ဘဲအစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေအမြောက်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေလိန်ပိုင်းဆိုင်ရာနဲ့ကြားမအခြေပြုအကြမ်းဖက်တိုက်ခိုက်မှုတွေအကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုတွေကြေးရွာပေါင်းများစွာကိုမီးလောင်တိုက်သွင်း ဖြက်စည်းမှုတွေကိုကျွလွန်ခဲ့ကပြည်သူပေါင်း28900ကျော်ကိုဥပဒေမဲ့ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် Binstead အဖွဲ့ဝင်တွေကနိုင်ငံခေါင်းဆောင်တွေအနေနဲ့လည်းမြန်မာပြည်သူတွေပေါ်ကူညီပံ့ပိုးနေပါလားဒါမှမဟုတ်တရားဝင်အကြမ်းဖက်ဆေးဥစုကိုကူညီပံ့ပိုးနေပါလားဆိုတာကိုဆက်လက်စောင့်ကြည့်သွားမယ်လို့လည်းမြန်မာနိုင်ငံနဲ့နိုင်ငံကရက်ဘက်အဖွဲ့အစည်းကိုစားပြုအဖွဲ့အစည်း316ဘက်ကလက်မှတ်ရေးထိုးတောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ